မင်္ဂလာပါရှင်။ကျမကတော့ယူမေကိုပါ။ဒီနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းတချို့ကိုရွေးချယ်ကောင်းတော့တင်ဆက်ပေးသွားပါမယ်။တင်ဆက်ပေးမယ့်သတင်းတွေကတော့အေးအေးသိမ့်ပိုက်ထားတဲ့ညောင်ကျိုးဘီဟာစကန်ကို UTB ပြန်လည်ထိုးစစ်ဆင်မှုစစ်ကောင်စီဘက်ကအင်အားဖြည့်နေတဲ့သတင်း။စလင်းမျိုးအဝင်ကိတ်ဟာတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေဝင်ရောက်တိုက်ခိုက်တဲ့သတင်း။ချီချိုင်မျိုးနဲ့အရက်ဖတ်စေးရုံကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်တဲ့သတင်း။ ကပါစာ73ကုန်း short tight ဒုံများနဲ့ BWN ပူပေါင်းအဖွဲ့ပြစ်ခတ်တိုက်ခိုက်တဲ့တွင်အိန္ဒိယနဲ့ပါကစ္စတန်နယ်စပ်မှာအပြန်အလှန်ပြစ်ခတ်မှုနှစ်ရက်ဆက်တိုက်ဖြစ်ပွားတဲ့တွင်အစားရှိတဲ့တွင်တွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးတွင်အနေနဲ့ AA သိမ့်ပိုက်ထားတဲ့ညောင်ကျိုးဖြူဟာစကန်ကို UTB ပြန်လည်ထိုးစစ်ဆင်မှုစစ်ကောင်စီဘက်ကအင်အားဖြည့်နေတဲ့တွင်ကိုတင်ဆက်ပေးပါမယ် အကိုတိုင်းဗရောင်းမြို့နယ်မှာအရခတ်တက်တော်အေအေတင်းယူထားတဲ့ညောင်ကျိုးဘျူဟာစခန်းကိုပြန်လည်ထိုးစစ်ဆင်မှုအတွက်စစ်ကောင်စီကအင်အားဖြည့်တင်းနေတယ်လို့သိရပါတယ်။ညောင်ကျိုးဘျူဟာစခန်းကုန်းကိုအေအေကဧပြီလ2ရက်မှာတင်ပိုက်နိုင်ခဲ့တာပါ။ကစင်ကလျားစုတ်ခွာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအပြစ်ရက်ကြီးညာချက်ကြောင့်လိုက်လံချေမှုန်းခြင်းမပြုခဲ့ကြောင်းအေအေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့စစ်ကောင်စီဘက်ကညောင်ကျိုးဖြူဟာစခန်းကုန်းကို ပြန်တိုက်ခိုက်ဖို့အတွက်ဧပြီလ20ရက်ကစတင်ပြီးပြည်နယ်ဗရောင်းမျိုးတို့ဘက်ကနေပြီးအင်အားအများပြားပို့ဆောင်ပေးနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းအနေနဲ့စလီမျိုးအဝင်ဂိတ်အားတော်လန်ရေးတပ်ဖွဲ့ဝင်တွေဝင်ရောက်တိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကောင်စီတက်ဆွဲထားတဲ့မကွေတိုင်းစလင်းမြို့အဝင်ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ နေ့ကမနက်စောပိုင်းမှာမြို့ဝင်ဂိတ်ကိုအနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တာပါအဲ့ဒီဂိတ်ဟာစလင်းမြို့အနောက်ဘက်အထက်ဝက်သေးကန်အနီးရှမ်းရွာကုန်းနဲ့စင်ကြုံကြီးရွာကြားမှာရှိပါတယ်မိနစ်20ကြာတိုက်ပွဲတွင်စစ်ကောင်စီဘက်ကထိခိုက်မှုများနိုင်ကြောင်းသိရပါတယ်နောက်ထပ်သတင်းအနေနဲ့ကြီးကြိုက်မြို့နယ်အရက်ဖတ်စည်းရုံကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းကြီးကြိုက်မြို့နယ်လေသာယာနီးရှိအရက်ဖတ်စည်းရုံကို စစ်ကောင်စီတပ်ကမနေ့ကနေ့လယ်ပိုင်းမှာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မိထီလာလေတပ်ကနေတက်လာတဲ့ Jet Fighter နဲ့ပုံနှလုံးကျဲချခဲ့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီဟာမြို့သားညီညွတ်ရေးအစိုးရထိန်းချုပ်ထားတဲ့ဒေသများမှာစည်းရုံစည်းကမ်းတွေကိုပစ်မှတ်ထားပြီးပုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်တွေဟာထိကြိုင်ရဲစခန်းထိကြိုင်တရာညတောင်လမ်းစုံတို့အပါအဝင်မြို့ပေါ်ရက်ကွက်၅ခုကနေရာချို့မှာတက်ဆွဲထားပါတယ်။ နောက်ထပ်သတင်းလေးနဲ့ကပ္ပစ73ကို short တိုက်တုံးများနဲ့ PWM ပူပေါင်းအဖွဲ့ပြစ်ခတ်တိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းစမဝဲမြို့နယ်ရှိစစ်ကောင်စီရဲ့အရေးပါတဲ့အမတ်73ကာကွယ်ရေးပစ္စည်းစက်ရုံ ကပ္ပစ73ကို Great Warrior for Myanmar BWM အဖွဲ့ကတရားခုမမ short တိုက်တုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ short တိုက်တုံး10လုံးပောက်ကွဲတာကြောင့်ထိခိုက်ပောက်ကွဲအားလည်းပြင်းထန်တယ်လို့သိရပါတယ်။ စကောင်စီဘက်ကထိခိုက်ပျက်စီးမှုတွေကိုတော့စုံစမ်းနေစေဖြစ်ပါတယ်။နောက်ဆုံးသတင်းအနေနဲ့အိန္ဒိယနဲ့ပါကစ္စတန်နယ်စပ်မှာအပြန်အလှန်ပြစ်ခတ်မှုနှစ်ရက်ဆက်တိုက်ဖြစ်ပွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယထိမ့်ချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာကမ္ဘာလက်ခီးတော်ရီ26ရောက်တည်ဆုံခဲ့တဲ့စစ်သွေးကြတိုက်ခိုက်မှုအပြီးမှာအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားတင်းမာမှုတွေမြင့်တက်နေပြီးမနေ့ကလည်းနေဆက်မှာတပ်ဖွဲ့ဝင်တွေကြားဒုတိယမြောက်ပြစ်ခတ်မှုတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ကက်ရှမီးယားဒေသအိန္ဒိယနဲ့ပါကစ္စတန်ပိုင်းခြားထားတဲ့မိုင်460ရှိတဲ့နေဆက်ရှိပါကစ္စတန်စစ်စခန်းအချို့ကညလေကောင်လောက်ကစတင်ခဲ့တဲ့လက်နက်ငယ်ပစ်ခတ်မှုတွေကိုအိန္ဒိယစစ်တပ်ကပြန်လည်တုံ့ပြန်ခဲ့တယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့ညတကောင်လောက်ကလည်းပါကစ္စတန်တပ်တွေကပစ်ခတ်မှုတချို့ပြုလုပ်ခဲ့ပေမဲ့အိန္ဒိယဘက်မှာထိခိုက်ကြဆုံးမှုမရှိခဲ့ဘူးလို့ပြောပါရယ်ပါကစ္စတန်ဘက်ကတော့ဒီကိစ္စကိုမှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး ကရှမီးယားဒေသမှာဧပြီလ22ရက်ကထိခိုက်မှုနဲ့ဆက်နွယ်ပြီးပါကစ္စတန်နိုင်ငံသား၂ယောက်အပါအဝင် လူ၃ယောက်ကိုအိန္ဒိယရဲတပ်ဖွဲ့ကဖော်ထုတ်ထားပါတယ်။ဒီတိုက်ခိုက်မှုမှာပါဝင်ပသက်တာမရှိဘူးလို့ပါကစ္စတန်ကညင်ထားပြီးဒီကိစ္စပေါ်နိုင်ငံတကာစုံစမ်းစစ်ဆေးဖို့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။တိုက်ခိုက်မှုပြီးတဲ့နောက်အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာတန်တမန်တွေကိုနှင်ထုတ်တာ လေကြောင်းပြေးဆွဲမှုတွေရပ်ဆိုင်းတာ ဗီဇာထုတ်ပေးမှုရပ်တန့်တာအပြန်အလှန်လှုပ်ဆောင်ခဲ့ပြီးရေခွဲဝေရေးစာချုပ်ကိုလည်းရပ်ဆိုင်းခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာအငင်းပွားပွဲကက်ရှမီးယားဒေသကိုပိုင်ဆိုင်ရေးဆယ်စုနှစ်များစွာအငင်းပွားခဲ့ကြပြီးအပြစ်ခတ်ရစဲရေးသဘောတူညီချက်ရရှိထားတော့လေနှစ်ဖက်တပ်ဖွဲ့ဝင်တွေကြားရန်ဖန်ရန်ခါအပြစ်ခတ်မှုများဖြစ်ပွားလေရှိပါတယ်။နိုင်ငံစလုံးကမျှဝေထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသတစ်ခုလုံးကိုပိုင်ဆိုင်ကြောင်းနိုင်ငံစလုံးကအခိုင်အမာဆိုထားကြပြီး ီကိစ္စကြောင့်စစ်ပွဲတွေဖြစ်ပွားခဲ့မှုပါတယ်။မနေ့ကတရတာဖြစ်ပျက်ခဲ့တဲ့သတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းတချို့ကိုမြို့တော်ပြည်သက်ကြီးအတွက်ရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။